မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ21ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တရုတ်နိုင်ငံရဲ့တောင်းဆိုချက်အရ MNDAA ကအပြစ်ရမယ်လို့ကြေညာထားတော်လဲလာရှုံမြို့မှာစစ်ကောင်စီကတိုက်လေရင်များနဲ့ဘုံများကိုကျဲချနေပြီးတိုက်ပွဲများပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇူလိုင်လ21ရက်နေ့မနက်4:50မိနစ်အချိန်ကစတင်ပြီးတော့စစ်ကောင်စီကတိုက်လေရင်များနဲ့ဘုံများကိုကျဲချကာပြစ်ခတ်မှုများကိုလှုံ့ဆော်နေတယ်လို့သိရပါတယ်ဒီကနေ့အထက်မှန်အိုင်900ခုံခလာရ68နဲ့နာရှုံမြို့မုံဦး51ဘတ်ဒီမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေကြောင်းသိရှိရပါတယ်ဒီနေ့မနက်6:00နာရီခွဲလောက်မှာလေရင်နေနဲ့ဘုံတွေလာကျဲသွားတယ်မနက်9:00နာရီလောက်ကလေးကအကြီးအသေးအစုံမဲ့ပြစ်ခတ်နေတာအထက်မှန်အိုင်ဘက်ရက်ကွက်ကိုခလာရ68နဲ့51တပ်ဘတ်တွေမှာတိုက်ပွဲတွေဖြစ်နေတယ် လက်နက်ကြီးတွေလည်းရက်ွက်ထဲကိုကျနေတယ်အပြင်ကိုမထွက်ရဲဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်မနေ့ကတရုတ်ရဲ့တောင်းဆိုချက်အရဇူလိုင်လ19ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ခတ်ရဲစဲရန် MNDAA ကညွှန်ကြားချက်တရက်ကိုထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်တရုတ်နိုင်ငံရဲ့ချက်ချင်းအပြစ်ခတ်ရဲစဲရေးတောင်းဆိုချက်နဲ့စစ်ပွဲများရပ်တန့်ရေးတောင်းဆိုချက်ကိုတက်ကြွစွာတုံ့ပြန်ရန်အတွက်ကိုကန့်တက်မတော် MNDAA ကဇူလိုင်လ19ရက်နေ့ကနေပြီးတော့ဇူလိုင်လ31ရက်နေ့အထိ လက်ရှိရောက်ရှိနေတဲ့နေရာများမှာဆက်လက်ခံစစ်ဆင်ရန်မိမိဘက်ကထိုးစစ်ဆင်ခြင်းများကိုရပ်တန့်ရန်လေကြောင်းရန်ကာကွယ်ရေးအစီအမံများကိုဆောင်ရွက်ကြရန် MNDAA ကအောက်ခြေတပ်များကိုညွှန်ကြားခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ19ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ခတ်ရဆဲရိတ်ကာလအတွင်းမှာစစ်ကောင်စီတပ်များရဲ့တိုက်ခိုက်မှုကိုခံရပါကခုခံကာကွယ်တဲ့အနေနဲ့တိုက်ခိုက်မှုများကိုတင့်တယ်လို့ပြုလုပ်နိုင်တယ်လို့ MNDAA ရဲ့ညွှန်ကြားချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကန်းသိန်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပေကျင်းမြို့နယ်တကောင်းမြို့ရဲ့အထက်ဘက်အင်းနဲ့ခြေရွာအနီးကစစ်ကောင်စီအုပ်စုရဲ့တာဝါတိုင်းဂုံးစကန်းကိုကချင်လွတ်လိုက်တက်မတော် KIA ပါဝင်တဲ့တော်လိုင်းတက်တွေကဇူလိုင်လ20ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်းနဲ့ခြေရွာဟာတပေကျင်းမြို့နယ်မြောက်ဘက်စုံပိုင်းတကောင်းမြို့မြောက်ဘက်15မိုင်ခန့်အကွာမှာတည်ရှိပြီးတော့ဇူလိုင်လ20ရက်နေ့ကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့စစ်ကောင်စီအုပ်စုကလည်းလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အင်းနဲ့ကို PDF နဲ့ KIA ကတိန်းတာအဲ့ဒါကြောင့်မလို့မကြေနဲ့လို့စစ်တပ်ကလေရင်နဲ့ဘုံလာကျဲတာဒါပေမဲ့လည်း KIA ကအင်းနဲ့ကိုတိန်းနိုင်သွားပြီတွင်းငယ်ဘက်ကလည်းလေရင်နဲ့လာပစ်တယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အင်းနဲ့ကြီးပါဟာမန္တလေးနဲ့စကိုင်းတိုင်းအဆက်ထိချိုင်းမြို့နယ်ကတရုတ်ပိုင်းတကောင်းတောင်နီကယ်စီမံကိန်းနဲ့လည်းငားမိုင်ကန့်တာကွာဝေးတယ်လို့သိရပါတယ်စစ်ကောင်စီအုပ်စုကလေချောင်းကနေဘုံလာကျဲလို့ အင်းနဲ့ကြေးရွာကဒေသခံပြည်သူတွေဟာရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်ထွက်ပြေးနေရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်လေကြောင်းတိုက်ခတ်မှုကြောင့်အင်းနဲ့ကြေးရွာတင်းကျိုင်းနဲ့အင်းနဲ့ကြေးရွာအတွင်းဘုံသီးတွေကျခဲ့တဲ့ဆိုပေမဲ့စစ်ကောင်စီအုပ်စုကဗပိတ်ချင်းမြို့နယ်အတွင်းမှာအင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတော်တော်များများကိုဖျက်တောက်ထားတာကြောင့်ဆက်သွယ်ရခက်ခဲပြီးထိခိုက်ပျက်စီးမှုအခြေအနေအတိအကျကိုတော့စုံစမ်းလို့မရသေးဘူးဖြစ်နေပါရယ် အင်းနဲ့ကြေးရွာနဲ့ငားမိုင်ကအကွာမှာရှိတဲ့တရုတ်ပိုင်းနီကယ်စီမံကိန်းဟာလေစစ်ကောင်စီအုပ်စုအများအပြားတပ်ဆွဲထားတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။ KIA ပါဝင်တဲ့ပူးပေါင်းတပ်တွေဟာဇူလိုင်လ17ရက်နေ့ကလည်းမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တွင်းငယ်တိုက်နယ်မိုးမိတ်တွင်းငယ်လမ်းပိုင်းမှာရှိတဲ့တောင်လေကြေးရွာကိုလည်းသိမ်းပိုက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြက်ဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကကာကွယ်ဦးစီးချုပ်ဟောင်းဘိုးချုပ်ကြီးဇွဲဝင်းမြင့်ကိုတာဝန်မကျေပုံမှုအမိတ်မနာခံမှုများနဲ့ဖမ်းဆီးအရေးယူထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်အတွင်းမှာရေတပ်စခန်းဌာနချုပ်များတိုက်ခိုက်ခံရခြင်းစစ်သည်မောများဆုံရှုံခြင်းရေတပ်ကအေအေတပ်တော်ရဲ့ထိုးစစ်ကိုထိရောက်စွာမဟန်တားနိုင်ခြင်းတို့အပါအဝင်တပ်ပိုင်းဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ညွှန်ကြားတဲ့အတိုင်းမလိုက်နာခြင်းပေးအပ်တဲ့တာဝန်ကိုမကျေပုံမှုများနဲ့ ရာထူးကနေဖယ်ရှားပြီးတော့ဖမ်းဆီးအရေးယူခြင်းဖြစ်တယ်လို့သိရပါဗျ။ရေချုပ်ဗိုလ်ချုပ်ကြီးဇွဲဝဲမြင့်ကိုတက်ချုပ်ကရခိုင်စစ်မြေပြင်မှာရေတပ်ရဲ့အင်အားနဲ့ထိုးစစ်ကိုခံဖို့အချိန်နဲ့တပြေးညီရေတပ်တပ်ဖွဲ့ဝင်တွေပါကြီးတက်နဲ့ပူးတွဲပြီးတော့ခုခံစစ်မှာပါဝင်ဖို့အမိန့်ပေးပါတယ်။ဒါပေမဲ့စခန်းတွေကြားတယ်ညွှန်ကြားတဲ့အတိုင်းရေတပ်ကမလုံနိုင်ဘူးဆိုပြီးတော့ဖြစ်လာတော့ရေချုပ်ကနှုတ်ထွက်စာတင်းတယ်။အဲ့ဒီနှုတ်ထွက်စာကိုလက်ခံပြီးတာဝန်မကျေပြုံမှုအမိန့်မနာခံမှုနဲ့နေပြည်တော်မှာဖမ်းဆီးအရေးယူခံရပါတယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ ်ရေချုပ်အသည့်ဖြစ်နေဘိုးချုပ်ထိန်ဝင်းရေဒူးချုပ်အဖြစ်ဘိုးမှုချုပ်အေမင်ထွေဘိုးချုပ်ထုံးလူတို့ကိုအစားထိုးခန့်ခဲ့ပေမယ့် ရေချုပ်ဘိုးချုပ်ကြီးဇွဲဝဲမြက်အဖမ်းခံရတဲ့အကိစ္စနဲ့ပတ်သက်ပြီးတော့အောက်ခြေပိုင်းမှာမကြေမနက်တွေဖြစ်နေကြပါတယ်ဘိုးတထောင်တန်လျက်ဆိုရေထဲမှာလဲပြည့်တဲ့တပ်သားတွေဟာနေတိုင်းလိုလိုဖြစ်နေပါတယ်အရင်လုံချုံရေးအဆောင်တက်တွေဖြစ်တယ်အန်ဝါရိတ်တာဘရင်တော်ရိတ်တာနဲ့ဗဟန်းကရိတ်တာတွေကရေတက်တွေကိုလဲလွန်ခဲ့တဲ့၃လလောက်ကတည်းကရခိုင်ကိုပို့တာတေတဲ့သူကတေပရင်းပြောက်တဲ့သူကပျောက်ဖြစ်နေတယ် ရေချုပ်ဗိုလ်ချုပ်ကြီးဇွဲဝဲမြင့်အဖြုတ်ခံရတာကရေတက်ကအရာရှိဆက်တီတွေကိုကာကွယ်ရင်းနဲ့ဖြစ်တဲ့သဘောပဲလို့နေပြည်တော်သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ဗိုလ်ချုပ်ကြီးဇွဲဝဲမြင့်ဟာ2024ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာကာကွယ်ဦးစီးချုပ်ရေဗိုလ်ချုပ်ကြီးမိုးအောင်ရဲ့နေရာကို အစားထိုးဝင်ရောက်က နေရာယူက16ဦးမြောက်ကာကွယ်ဦးစီးချုပ်ရေဖြစ်လာခဲ့သူဖြစ်ပြီးတော့6လခန့်တာဝန်ထမ်းဆောင်ပြီးတဲ့နောက်ယာရုကနေဖယ်ရှားဖမ်းဆီးထိမ့်သိမ်းအရေးယူခံရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံရဲ့လေဆက်ကုံသွဲရေးစခန်းများနဲ့လမ်းကြောင်းများကိုတိုင်းဒေသလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကသိမ်းပိုက်ထားတဲ့အတွက်ရေချောင်းကုံသွဲရေးနဲ့အစားထိုးရန်စစ်ကောင်စီကအပူဓာင်းလှုပ်ဆောင်နေရပြီးတော့အဲ့ဒီလုပ်ငန်းရှင်များကိုဒုစစ်ခေါင်းဆောင်စိုးဝင်းကဥဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာတရုတ်နိုင်ငံနဲ့နေဆက်ကုံသွဲရေးအဓိကဆောင်ရွက်နေတဲ့မူဆယ်105မိုင်နေဆက်ကုံသွဲရေးစခန်းချင်းရွှေဟော်ကုံသွဲရေးစခန်းလွယ်ကျဲကုံသွဲရေးစခန်းအိန္ဒိယနိုင်ငံနဲ့နေဆက်ကုံသွဲရေးအဓိကဆောင်ရွက်နေတဲ့ ရိကုံတွေရေးစခန်းတမူးကုံတွေရေးစခန်းထိုင်းနိုင်ငံနဲ့နေဆက်ကုံတွေရေးအဓိကဆောင်ရွက်နေတယ်။မြဝတီနေဆက်ကုံတွေရေးစခန်းများအလုံးဟာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များရဲ့ပိမ့်ပိုက်စုံမိုးထားခြင်းကြောင့်စခန်းများအလုံးဟာကုံသွဲလို့မရတော့ဘဲကုံသွဲကြီးလုံးဝရက်ဆိုင်နေတယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီက ပင်လယ်ရေချောင်းကနေပြီးတော့ပုံမတင်ဖို့တင်သွင်းနိုင်ရဲ့အတော့အပူတပြင်းဆောင်ရွက်နေရတယ်လို့သိရပါတယ်စစ်ကောင်စီကလက်တလောနေဆက်ကုံသွေးရေးစခန်းများရပ်ဆိုင်နေတဲ့အတော့စိတ်ကမ်းများကကုံစီများကိုတင်ဖို့နိုင်ရဲ့အတော့ဆောင်ရွက်နေရပြီးယာယီကုံတင်ကုံချစိတ်ကမ်းများကိုလည်းတတ်မှတ်ပြီးတော့နေဆက်ကုံသွေးရေးကိုရေချောင်းကနေကုံသွေးနိုင်ရဲ့အတော့ပြောင်းလဲလှုပ်ဆောင်နေရတယ်လို့သိရပါတယ်လက်ရှိမှာမင်းထက်မင်းစိတ်ကမ်းကိုနေဆက်ကုံသွေးရေးအစားထိုးပင်လယ်ရေချောင်းကုံသွေးရေးယာယီစိတ်ကမ်းအဖြစ်နဲ့ ဇန်နဝါရီလ၁ရက်နေ့ကနေဇွန်လ30ရက်နေ့အထိ6လစမ်းသပ်ဆောင်ရွက်ခွင့်ပြုထားတယ်လို့သိရပါတယ်။ဒါအပြင်ရွှေမီတာမင်နယ်စိတ်ကမ်းနဲ့မုတ်တမလော်ဂျစ်စတစ်ဟပ်ကမ်ပဏီစိတ်ကမ်းတို့ကိုယာယီကုန်သွယ်ရေးစိတ်ကမ်းအဖြစ်နဲ့ဧပြီလ24ရက်နေ့ကနေအောက်တိုဘာလ23ရက်နေ့အထိ6လယာယီခွင့်ပြုထားတယ်လို့သိရပါတယ်။အဲ့ဒီစိတ်ကမ်းများရှိရာရန်ကုန်ကနေထိုင်းနိုင်ငံရန်နောင်းကိုပင်လယ်ရေချောင်းကနေကုန်စည်များကိုတင်ပို့လျက်ရှိတယ်လို့သိရပါတယ်။နယ်စပ်ကုန်သွယ်ရေးတွေကို ရန်ကုန်ယာယီစိတ်ကန်းကနေပြည်ထောင်နိုင်ငံစိတ်ကန်းကိုပို့မယ်နောက်တစ်ခါရန်ကုန်ယာယီစိတ်ကန်းကနေအိန္ဒိယစိတ်ကန်းတွေစီကိုပို့မယ်ထိုင်းနိုင်ငံကတော့အခုရန်ကုန်ကနေရန်တောင်းကိုတင်မောနဲ့ကုန်စီတွေကိုတင်ပို့နေပြီနယ်စပ်ကုန်သွယ်ရေးကိုပင်လယ်ရေချောင်းကုန်သွယ်ရေးနဲ့အစားထိုးတာမျိုးတွေလုပ်နေပါတယ်လို့စီးပွားရေးနဲ့ကူတန်းရောင်းဝယ်ရေးသတင်းအရင်းတွေကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်။သတင်းကတော့ရန်ကုန်တိုင်းဒေါ်ပုံမြို့နယ်ကစစ်မှုထမ်းအပတ်စဉ်တင်နန်းစင်းတပ်သားတဲ့နိုင်လင်းဟာရခိုင်စစ်မျက်နှာပြင်မှာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေါ်ပုံမြို့နယ်စေးဆက်ရက်ကွက်ကလူငယ်တအူးဖြစ်တဲ့နိုင်လင်းဟာအေပီလာမှာစစ်မှုထမ်းရဲမဲပေါက်တဲ့အတွက် စစ်သည်ကိုအတင်းကျပ်ခေါ်ဆောင်ခြင်းခံရပြီးတော့စစ်တပ်နဲ့အပတ်စဉ်တက်တက်ရောက်ခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဇိုလာ28ရက်နေ့မှာစစ်မှုထမ်းအပတ်စဉ်တက်တင်းတန်းဆင်းခဲ့ပြီးတော့ဇိုလာ29ရက်နေ့မှာရခိုင်စစ်မြေပြင်ကိုပို့ဆောင်ခြင်းခံခဲ့ရတယ်လို့သိရပါတယ်။ဇူလိုင်လ16ရက်နေ့မှာတော့တပ်သားတက်နိုင်လင်းဟာရှေ့တန်းမှာတေဆုံသွားတယ်ဆိုတဲ့သတင်းမိသားစုထံကိုရောက်ရှိလာတယ်လို့သိရပါတယ်။ဒေါ်မုံမျိုးနဲ့စေးဆက်ရက်ကွက်ကစစ်သည်ကိုမဲပေါက်လို့ခေါ်သွားခံရတဲ့နိုင်လင်းနဲ့နောက်တစ်ယောက်မှာနိုင်လင်းကရခိုင်ရှေ့တန်းမှာဆုံးသွားပြီးနောက်တစ်ယောက်ကတော့ခြေထောက်ပြတ်သွားတယ် ဇူလိုင်လ19ရက်နေ့မှာမှသူ့အကိုစီကိုတရင်ရောက်တယ်။နိုင်လင်းရဲ့အကိုကလည်းကြောက်ဖို့ပါတီကပဲနိုင်လင်းအသက်က28နှစ်လောက်ပဲရှိသေးတယ်။သူတို့ကိုစစ်ထဲထဲတာကစေးဆက်ရက်ကွက်အုပ်ကြီးဝေစင်တောင်းကထဲတာလို့တေဆုံးသူတတသက်နိုင်လင်းရဲ့မိတ်ဆွေကပြောပြခဲ့ပါတယ်။လက်တလုံးမှာရန်ကုန်တိုင်းတိုက်ကြီးအမှတ်၁စစ်တပ်တမ်းမြင့်လေးကျင်းရေးတန်းချောင်းကပြည်သူစစ်မှုထမ်းအပတ်စဉ်တက်စင်းတတသက်များကိုတန်တွဲရှည်တန်းစစ်မျက်နှာပြင်များကိုအပုတ်ခံနေရပြီးတော့ တတသည်တရားကျော်ဟာမိဘများနဲ့အဆက်အသွယ်ပြတ်တောက်နေကြောင်းတတသည်များရဲ့မိဘဆွေမျိုးများကပြောဆိုထားပါတယ်။ဇွန်လ28ရက်နေ့မှာတိုက်ကြီးအမှတ်1စစ်တပ်တန်းမြင့်လေးကျင်းရေးတင်တန်းကျောင်းမှာပြည်သူစစ်မှုတန်းအပတ်စဉ်1တင်တန်းဆင်းခဲ့ပြီးတော့တတသည်တရားကျော်ကိုတန်ရဲနဲ့ရခိုင်စစ်မျက်နှာပြင်တွေကိုစစ်ကောင်စီကပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ရခိုင်ရှေ့တန်းစစ်မျက်နှာပြင်ရောက်တတသည်များကိုမိဘဆွေမျိုးများထံဆက်သွယ်ခွင့်မရှိဘဲ အတေးအကျရှေ့တန်းမှာတိုက်ပွဲဝင်နေရခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကပြည်သူစစ်မှုထမ်းဥတွေနဲ့ခေါ်ယူခဲ့တဲ့တပ်သားတွေများကိုမိမိတို့ရဲ့တပ်ဆိုင်နဲ့နယ်မြေများမှာသာလုံခြုံရေးတာဝန်ထမ်းဆောင်အောင်မှာဖြစ်ပြီးတော့ရှေ့တန်းမှာစစ်မတိုက်ခိုင်းဘူးလို့ပြောဆိုထုတ်ပြန်ခဲ့တော်လဲပင်တန်းဆင်းပြီးတဲ့အချိန်မှာတော့တပ်သားတွေများအားလုံးကိုရှေ့တန်းစစ်မျက်နှာပြင်များကိုတိုက်ရိုက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြိုင်မြောမြို့နယ်လွှတ်စင်ကုန်းရွာလမ်းစုံနယ် ်ဘုံကြီးเจ้าကိုစစ်ကောင်စီကလေเจ้าကနေဘုံကျဲတိုက်ခတ်ရာကိုဝင်ဆောင်တဲ့နဲ့ကလေးငယ်များအပါအဝင်ပြည်သူ၁၆ဦးတိတ်ဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇူလိုင်လ19ရက်နေ့မနက်10:15မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီကကြိုင်မရောမြို့နယ်ကျုံငွေရွာနယ်လွှတ်စင်ကုန်းရွာအဆက်လမ်းစုံနဲ့လမ်းစုံအနီးမှာရှိတဲ့ဖုန်ကြီးကျောင်းကိုဂျက်ဖိုက်တာနှက်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာကိုဝင်ဆောင်တဲ့နဲ့ကလေးငယ်များအပါအဝင်ပြည်သူ16ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ဂျက်ဖိုက်တာနှက်စီးဟာကျုံငွေရွာနယ် ်လွှာစင်ကုံရွာတို့ကိုအချိန်တော်ကြာပြန်ဝဲပြီးမှလူစုလူဝေးဖြစ်နေတဲ့ကျုံွယ်ရွာနဲ့လွှာစင်ကုံရွာအဆက်လမ်းစုံနဲ့လမ်းစုံအနီးမှာရှိတဲ့ဘုံကြီးကျောင်းတို့ကိုလေကျောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လေရင်နဲ့ဘုံလာကျဲတဲ့အချိန်ကျွန်တော်တို့အဲ့နားလေးမှာပဲရှိနေတာ။ Jet Fighter နှစ်စီးနဲ့လာကျဲတာထိခိုက်မှုကတော့အတော်ကုန်များပါတယ်။ပြည်သူ16ဦးလောက်ဒေသွားတယ်။ကိုဝင်9လလွယ်ထားရတဲ့အမျိုးသမီးတဦးနဲ့သူ့ရဲ့ယောက်ျားနဲ့ကလင်းငယ်လေးလည်းတေဆုံးတဲ့အထဲမှာပါတယ်။လွှာစင်ကုံကိုကြော်ပြီးမှကျုံွယ်လမ်းလုံးကိုရောက်တာ ဖုန်ကြီးเจ้าကဂျုံွယ်လမ်းဆုံးအကျော်လေးမှာပဲအဲ့ဒီနေ့က Jet Fighter နှစ်စီးလုံးကဝဲနေတာအကြာကြီးပဲပြီးမှဘုံကျဲချသွားတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဇူလိုင်လ16ရက်နေ့မှာလဲအကြမ်းဖက်စစ်ကောင်စီရဲ့တိုက်လေယာဉ်များဟာဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာအနီးတစ်ဝိုက်မှာထပ်မံပြန်ဝဲနေခြင်းကြောင့်လက်ရှိအချိန်ထိကိုပြည်သူများဟာခြေရွာအတွင်းကိုပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ